ညဘက်ကမောင်းနေတဲ့အခါမှာကျွန်တော်တို့အများစုဟာရဲတားစီမှုတွေကိုပြစ်ကြုံဖူးကြပြီးရဲတွေကတင်းငယ်တဲ့စက်တစီလေးတွေနဲ့ရက်နေကြပြီးအဲ့ဒီထဲကိုအပူလိုင်းထုတ်ပြီးရဲတွေကတင်းကိုအပြစ်မရှိတဲ့အဖြစ်သတ်မှတ်ပေးနိုင်တယ်လို့တင်းကိုဖမ်းဆီးနိုင်ပါသည်ဒါကတင်းသွေးထဲမှာအရက်ပါဝင်မှုကိုစစ်ဆေးတဲ့အသက်ရှူဆန်းသတ်မှုသာဖြစ်ပါတယ်ထိုအခြေအနေများတွင်သွေးစစ်ဆေးခြင်းမဖြစ်နိုင်တာကြောင့်အရက်အစိမ့်တင်းမှုသို့မဟုတ်အစိမ့်မရှိမှုအဆင့်ကိုစစ်ဆေးဖို့အတော်လေးကောင်းတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ် လင်းသွေးထဲမှာအရက်အနှဲငယ်ပါဝင်နေတဲ့အခါမှာကားမောင်းရတာဘေးကင်းလုံခြုံမှာသလားအရက်သက်ရှူစမ်းသက်ဆက်ကလင်းသွေးထဲမှာရှိတဲ့အရက်အဆင့်ကိုအခြေခံပြီးအတူယူပါတယ်အဲ့ဒီဆက်သေးကိုအပူလိုင်းထုတ်ရင်ဆက်ကအရေအတွက်တစ်ခုကိုပြပြီးစမ်းသက်သူကအဲ့ဒီအရေအတွက်ကိုကားမောင်းဖို့ဘေးကင်းလုံခြုံဘေးကင်းမဲ့ပေးစင်နိုင်တဲ့အဆင့်ထိအနေရရှိတဲ့အဖြစ်အတိတ်ပဲဖွင့်ဆိုနိုင်ပါတယ်အရက်သက်ရှူစမ်းသက်ဆက်တွေကတော်တော်တိကျပါတယ်အချို့ကတော့အရေးအတွေးကောင်းတဲ့စံချိန်စံသက်ဆက်တွေတပီ60ကြောတိကြမှုရှိပါတယ်။သို့တော့တိကြမှုကတင့်အသက်ရှူကုန် တင်စားတောက်ခဲ့တဲ့အစားအစာအရက်မတောက်ခင်အစာပြည့်စားခဲ့ခြင်းတို့ကိုမူတည်နိုင်ပါတယ်။အဲ့ဒီအရာအလုံးကအာယုန်ခံနိုင်စွမ်းကိုပြောင်းလဲစေနိုင်ပါတယ်။သို့တော့မှန်ကန်စွာလှုပ်ဆောင်မှာကအာယုန်ခံနိုင်စွမ်းက90%ရှိပါတယ်။